လိုမင်္ဂလာပါအခုမိတ်ဆွေကိုပြောပြမှာကတော့မိတ်ဆွေရဲ့ကွန်ပျူတာထဲမှာအခုလို software တွေအများကြီးကိုတပြိုင်တည်းထဲ install လုပ်တဲ့နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်เนาะဒါဆိုဒီတော့ကြည့်အောင်ပထမအဦးဆုံးဒီ Firefox တွေကိုဝင်လိုက်မယ် Firefox တွေကိုရောက်တာနဲ့ဒီနားလေးမှာ ninide.com ဆိုပြီးရိုက်ထည့်လိုက်မယ်ဒီလိုမျိုးလေးကြာလာမှာဖြစ်ပါတယ်เนาะအဲဒီမှာမိတ်ဆွေပါတယ်လုပ်လို့ရလဲဆိုပြောပြပေးမယ်เนาะ ဒီလိုမျိုးအမှတ်လေးလိုက်ချပြီးတော့မိတ်ဆွေကိုလုံးဒေါင်းလို့ရတယ်နော်ဥမာဒီ software တွေ browser software တွေကိုဒေါင်းတော့ဆွဲမယ်ဆိုဒီလိုအမှတ်တွေကိုလုံးချစ်လိုက်ချစ်လိုက်မှဒေါင်းလို့ဆွဲလို့ရပါတယ်နော်မိတ်ဆွေကြိုက်တဲ့ software တွေကိုကိုလုံးဒီမှာအမှတ်လေးချစ်ချစ်ပြီးမှဒေါင်းလို့ဆွဲလို့ရပါတယ်နော်ကြဲမိတ်ဆွေကို software တစ်ခုနမူနာဒေါင်းလို့ဆွဲပြပေးမှဖြစ်ပါတယ်နော်ကြဲ super anti spyware ဒါလေးကိုအမှန်ချစ်လိုက်မယ်နော်အဲ့လိုအမှန်ချစ်ပြီးရတယ်မိတ်ဆွေပါဆက်လို့ဆိုဒီနားလေးကိုနှိပ်မယ်နော်အဲ့ဒီလိုမျိုးလေးကြလာမယ်နော် အဲဒီလိုမျိုးလေးကြာလာမယ်မိတ်ဆွေရဒီနေရာကို download ဆွဲပေးရမှာဖြစ်ပါတယ်เนาะဒီနေရာကိုတစ်ချက်နှိပ်လိုက်เนาะကဲဒီနံပါတ် file လေးဒီထဲမှာရောက်သွားပြီเนาะဒီမှာခုနမိတ်ဆွေ download ဆွဲလိုက်တဲ့ file လေးเนาะအဲ file လေးကိုဖွင့်ကြည့်မယ်เนาะအဲဒီမှာ file လေးကြာလာပြီเนาะအဲ့ဒါကို right click နှိပ်မယ်เนาะကဲဒီနေရာကိုနှိပ်မယ်เนาะအဲဒီကနေပါပြီเนาะ download ဆွဲပြီးကနေပြီ တဲပြီးပါပါပြီနော်ပြီးလို့ရှိရင်ဒီကောင်လေးကိုပြေးလဲနော်အဲဒီမှာတွေ့လား software လေးဒီမှာ computer မှာလာပေါ်နေပြီနော်ကဲဒီ software လေးကိုဖွင့်ကြည့်မယ်နော်အတူတူအဲဒီလိုမျိုးလေးကြာလာနော်ကဲဒီ software လေးအရန်ကိုအတုံးတဲတဲ့ software လေးဖြစ်တယ်နော်ခုနဒီ software computer ထဲမှာဒီလိုမျိုး software တွေအများကြီးတပြိုင်တည်းထဲတော့ install လုပ်ခြင်းလို့ရှိရင်ခုန nnde.com ဆိုပြီးတော့ အခုရိုက်ထည့်မှရှာကြည့်ပါနော်။ဒါမိတ်ဆွေကွန်ပျူတာနဲ့ software တွေအားလုံးကိုတပြိုင်နေတဲ့ဒေါင်းလုံးဆွဲလို့ရတဲ့ website လေးပဲဖြစ်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye